မင်္ဂလာပါ CNN ရဲ့ knowledge session ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ video ထဲမှာတော့ကဘာပေါ်ကနမည်အရှိဆုံးမြို့အကြောင်းကိုတင်ဆက်ပေးသွားမှာပါကဘာပေါ်မှာနိုင်ငံပေါင်း190ကျော်ရှိပြီးမြို့တွေဟာလည်းမရေမတက်နိုင်လောက်တဲ့အထိများပြားလာပါတယ်အဲ့ဒီထဲကမှတချို့မြို့တွေဆိုရင်သူတို့ရဲ့ဘာသာစကားအရခေါ်ရတာခက်ခဲတယ်လို့ရှင်းလျားတဲ့နမည်တွေကိုလည်းပေးထားလိမ့်ရှိတာပါဒါပေမဲ့ Greenie ကဘာစံချီမှာတော့ ကမ္ဘာပေါ်မှာနာမည်အရှိဆုံးမြို့အဖြစ်စံစိန်တင်ထားတဲ့မြို့တစ်မြို့ရှိနေပါတယ်။အဲ့ဒီမြို့ကတော့တခြားမဟုတ်ပါဘူး။မြန်မာနိုင်ငံရဲ့အင်ဂျင်ချင်းဖြစ်တဲ့ထိုင်းနိုင်ငံရဲ့ဘန်ကောက်မြို့ပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ဘန်ကောက်မြို့လို့လူသိများကြတဲ့အဲ့ဒီမြို့ရဲ့တရားဝင်အမည်အပြည့်စုံကတော့အခုဖော်ပြပေးထားတဲ့အတိုင်းပါပဲ။ မြမလိုလိုက်ခေါ်ရတာခက်ခဲတဲ့အထိရှည်လျားတဲ့အဲ့ဒီမျိုးရဲ့နာမည်ကတော့သူ့အထိတ်ပဲနဲ့သူရှိတာပါအဲ့ဒီမျိုးနာမည်ရဲ့အထိတ်ပဲကတော့ကောင်းကင်တမန်မျိုးအမြင့်တီတက်နိုင်သောမျိုးယရနာကိုပါဆောင်စည်းရာကြီးကျယ်ခမ်းနားသောမျိုးရှင်ဘီယီဤပလင်တော်တုံဝင်နန်းတော်များဤမျိုးနတ်ဖျားတို့ပြန်လဲဝင်စားရာမျိုးတကြမင်းအမိန့်တော်အရာဖစ်ပါကာမင်ကတီထောင်သောမျိုးဆိုတဲ့အထိတ်ပဲဖြစ်ပါတယ်တချို့ကလည်းဘန်ကောက်မျိုးရဲ့နာမည်ကိုအတူကောက်အနေနဲ့ ခရွန်သက်မဟာနှခုံးလို့ခေါ်လိရှိကြတာပါ။အဲ့ဒီနာမည်ရဲ့အထိပ္ပယ်ကတော့နက်တိုဆံပြော်ရာမဟာမြို့ကြီးဆိုတဲ့အထိပ္ပယ်ပဲဖြစ်ပါတယ်။အခုတစ်ပတ်တင်ဆက်ပေးခဲ့တာကတော့ကဘာပေါ်ကနာမည်အရှိဆုံးမြို့အကြောင်းပဲဖြစ်ပါတယ်။နောက်ပတ်ဒီမှာလဲစိတ်ဝင်စားဖွယ် knowledge အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါ။